အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါလေ ကောင်းမွန်သောညလေးဖြစ်ပါစေဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်။အေးဒီနေ့ညမှာဒါကျွန်တော်တို့လက်ရှိမှာဒါ Manchester City အသင်းရဲ့သတင်းတစ်ခုကိုတော့ David Austin ကနေဖောက်သေချလာခဲ့တာဖြစ်တယ်။အဲ့တော့လက်ရှိမှာတည်ပြီးသားဖြစ်ပြီးသားဖြစ်နေပြီ။လက်ရှိမှာဒါကျွန်တော် Manchester City အသင်းရဲ့အဓိကကွင်းလေကစားသမားဖြစ်တဲ့ Kevin De Bruyne ကတော့ရာသီကိုရင်ထွက်ခွာတော့မှဖြစ်တယ်ဆိုသူနဲ့ဒါတရားဝင်ကြေညာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester City အသင်းကတော့ဒါကျွန်တော်တို့ ထွက်ခွာတော့မယ်ဒါကျွန်တော်တို့ Kevin De Bruyne ရဲ့နေရာမှာအစားထိုးဖို့အတွက်လည်းဒါကျွန်တော်ပြင်ဆင်နေပြီဖြစ်ပြီးတော့လက်ရှိအချိန်မှာတော့ကစားသမား2ယောက်ကတော့ final တက်မှတ်လိုက်ပြီဖြစ်ပြီးဒီကစားသမား2ယောက်ကတော့ Kevin De Bruyne ရဲ့ဒါကျွန်တော်ခြေရာကိုနင်းနိုင်မဲ့ကစားသမားတွေလူလက်ရှိမှာ Manchester City အသင်းနေနဲ့သတ်မှတ်ထားခဲ့တာဖြစ်တယ်အဲဒီထဲမှာ2ယောက်က2ယောက်လုံးကတော့ပြိတက်တွေယဉ်နေပြီးသားကစားသမားတွေဖြစ်ပြီးလက်ရှိမှာ2ယောက်တုံးကလည်းထိတ်တန်းကစားသမားတွေဖြစ်တယ်လို့ဆိုလို့ရမယ်တဲ့မှာပါတယ်ပထမဆုံးတစ်ယောက်ကလက်ရှိမှာတော်တော်လေးကိုဈေးမြောက်မှာဖြစ်ပြီးတော်တော်လေးကိုလည်းဒါကျွန်တော်တို့အခြေအနေတွေအရ ခက်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 ခေါ်ယူရနိုင်မယ်ခက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 ်ခေါ်ယူရနိုင်မယ်ကစားသမားတွေတယောက်ဖြစ်တယ်ဒီကစားသမားကတိတ်ပြီးထူးတက်လဲကျွန်တော်တို့ဒါမိတ်ဆက်ပေးစီရမလို့တဲ့ဂျာမနီသားလက်ရှိမှာဒါကျွန်တော်တို့ကွင်းလေကစားသမားလေးဖြစ်လို့လိုရလိုရသူ left wing or right wing ကိုဒါကျွန်တော်ဖြန့်ကျက်ပြီးတော့ဆော့ပေးလို့ရတဲ့ကစားသမားတယောက်ဖြစ်တယ်အဲကစားသမားလက်ရှိမှာဒါကျွန်တော် Leverkusen ရဲ့ကွင်းလေကစားသမားဖြစ်ပြီးသူ့နာမည်ကတော့ Florian Rust ဖြစ်တယ်ဗောနော် Florian Rust အနေနဲ့ Florian Rust ဟုတ်ကော Florian Rust ကိုလက်ရှိမှာ Manchester City တည်နေတာကျွန်တော် Kevin De Bruyne ကိုဒါ Kevin De Bruyne ရဲ့နေရာကိုစက်ခံဖို့တော့အရေးကြီးထားတဲ့ မှာနံပါတ်1ပြေးထားတဲ့တမှာပါအဲ့တော့ Florian Risk ကိုလက်ရှိမှာတော့ကျွန်တော်တို့ CD အသစ်နဲ့သဘောကျတာတိတ်တော့မဆန်းဘူးလက်ရှိမှာ Florian Risk ကိုခေါ်ယူနိုင်မဲ့ club ကလည်းလက်ရှိမှာသူတို့နဲ့ရှင်ပြိုင်မှုတဲ့ club တခုပဲရှိတယ်အဲ့ဒီ club တခုကတော့ကျွန်တော်နာမည်ကြီးနေတဲ့ Real Madrid ဖြစ်ပါတယ် Real Madrid ကလာမဲ့နေရာဒီမှာ Florian Risk အပြင်ကိုဒါသူတို့ရဲ့ဆရာဖြစ်တဲ့ဒါကျွန်တော်တို့ Leverkusen လက်ရှိနီးပြဖြစ်တဲ့ Xabi Alonso ကိုခေါ်ပြီးဆရာတစ်ပတ်နှစ်ယောက်လုံးကိုလာမဲ့နေရာဒီမှာတပါးတဲ့ခေါ်မဲ့အကွက်လိုပုံစံမျိုးကိုလှုပ်ချင်တဲ့သဘောမှာရှိတယ်လက်ရှိမှာဒါ Florian Risk ကဒါအမှန်တမ်းပြ ောမလို့ဒီနှစ်မှလောက်ခရက်ကထွက်ဖို့အတွက်ပြင်ဆင်ထားခဲ့ပေမဲ့ကစားသမားအနေနဲ့ဒါ Leverkusen ကိုဒီတစ်နှစ်ကိုတော့ကူညီပေးသွားမှာဖြစ်တယ်ဆိုတဲ့ဒါ gentleman agreement ကိုတော့ဒါယူထားခဲ့တဲ့ဖြစ်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်အဲ့တော့ Florian Wirtz အနေနဲ့သူဒါအကယ်၍သူပြောင်းကျင်တဲ့ club ကိုရှိခဲ့မယ်ဆိုရင်တော့လာမယ့်နွေရာသီမှာအသင်းဘက်ကနေပြီးပြောင်းခွင့်နဲ့တူလိုက်ရောရမယ်သဘောတရားမှာရှိတဲ့သတင်းမှာပါအဲ့တော့ Florian Wirtz ကိုတော့ဂျာတယ်မှာ Leverkusen အနေနဲ့ဒါကျွန်တော်တို့စာချုပ်တတန်းအသေးအတန်းတိုးဖို့အတွက်ပြင်ဆင်ထားခဲ့ပြီးစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးထည့်ဖို့အတွက်ပြင်ဆင်ထားခဲ့တယ်ဒါပေမဲ့လက်ရှိမှာ ှာ Florian Ritz အနေနဲ့ဒါငโกတဲကဒါသဘောတူညီမှု gentleman agreement လုပ်ခဲ့တဲ့အတိုင်းပဲ Liverpool ကိုလာမယ့်နေရာဒီမှာသူ့အနေနဲ့ဒါပေါက်ကရဇီးဒီနဲ့ထွက်သွားတဲ့စာရင်တော့ပေါင်သန်း100ပို့ဆို Euro သန်း100ပတ်ချာလေးဝိညာဉ်ကြားပေါင်သန်း90ပတ်ချာလေးဝိညာဉ်ကြားနဲ့သူ့ကိုအသိန်းကနေပေးထွက်မယ်လို့မျှော်လင့်နေတယ်မှာပါတယ်လက်ရှိမှာ Florian Ritz အနေနဲ့သူ့အနေနဲ့ ဒါ Real Madrid နဲ့ Manchester City နှစ်သင်းတည်းကတသင်းကိုယူရမယ့်သဘောတခုကိုတိုက်ရောက်သွားခဲ့ပြီဖြစ်တယ်။ဒါကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ scenario တခုဖြစ်တယ်။ဒီနေရာမှာဒါကျွန်တော် ခုနပြောလို့ပဲ Real Madrid အသင်းနဲ့လာမယ့်နေရာဒီမှာ Florian Risk ကိုပေါင်တန်းရာနဲ့ချီပြီးသုံးသွပ်ဖို့တော့ကျွန်တော်ကအစီအစဉ်သိမ့်မရှိမင်းနဲ့ဒါပေမဲ့ဒီနေရာမှာပေါင်တန်းရာချီပြီးသုံးသွပ်မယ့် club ကတော့ City ဖြစ်သွားနိုင်တယ်။ City အသင်းနဲ့လာမယ့်နေရာဒီမှာတည်ကြတယ်မယ့်ဒီကွေးလယ်နေရာအတွက်လုံးဝ statement signing ကိုအကြီးအကျယ်လုပ်မှာဖြစ်တယ်ဆိုပြီးတော့ David Austin ကလည်းလက်ရှိပူပူလောလောကျွန်တော်ကလွန်ခဲ့တဲ့တနအီလောက်ကမှသူ့ရဲ့ article ထဲမှာရေးသားထားခဲ့တွေ့ရမှာအဲ့တော့ ရစ်အနေနဲ့အခုလက်ရှိမှာသူနေရွေးချယ်စရာရှိတယ်။သို့ပေမဲ့တော့ညာဒီတိုင်းဆိုရင်တော့ဒါ CD အသင်းကဒါကျွန်တော်တို့လာမယ့်နွေရာသီမရောက်ခင်မှာတဲ့ကိုပဲ risk ကိုဒါကျွန်တော်တို့တရားဝင်စကားပြောဖို့တဲ့ season နေပြီးတော့ Kevin De Bruyne ရဲ့အရေးအရာကိုစက်ခံနိုင်မဲ့ကစားသမားအနေနဲ့လက်ရှိမှာ Hugo Vieira ကိုဒါကျွန်တော်တို့ ရှိကြီးတို့အုပ်စုကဘက်ဂွာလာတို့အုပ်စုအနေနဲ့ကိုလက်ရှိမှာဒီကစားသမားကိုနံပါတ်1ပြစ်မှတ်ထားထားတယ်ဆိုတဲ့သတင်းတွေတော်တော်လေးကိုထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒီကစားသမားလက်ရှိမှာဒါကျွန်တော်တို့ဒီအသစ်လက်ရှိဒါကျွန်တော်တို့ဟိုလီဗာကူဆန်အသင်းနဲ့ဒါတိုတယ်အဖြစ်ပြန်ကြည့်မယ်ဆိုတော့စာချုပ်တန်းရနှစ်နှစ်ကြံနေသေးတဲ့ကြောင့်မို့ဒါတစ်ဖက်ကလီဗာကူဆန်နဲ့ကြိုက်စည်းခေါ်မယ်ဆိုရင်တော့ခေါ်လို့ရနိုင်တဲ့နေရာတစ်ခုရှိရဲဒါပေမဲ့ Florian Riss နဲ့သူနဲ့ကဒါလက်ရှိမှာဒါကျွန်တော်တို့ပြောထားခဲ့တဲ့အတိုင်းပဲငကိုတဲ့ဒီနှစ်ယောက်ကဒါကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲဟို gentleman agreement လုတ်ထားခဲ့တဲ့အတွက်ကြောင့်မဒီ gentleman agreement ကိုတော့ Leverkusen ဘက်ကနေပြီးတော့တရားဝင်လက်ခံသွားဖို့အတွက်မျှော်လင့်နေ Florian Risk ကိုလက်ရှိမှာဒါကျွန်တော်တို့ဂျားတဲ့မှာစိတ်ဝင်စားတဲ့ club ကတော့ Bayern Munich ဖြစ်တယ် Bayern Munich တင်းတဲ့လက်ရှိမှာပေါင်သတ်တရာသုံးပြီးတော့ခေါ်ယူသွားဖို့အတွက် season ရှိတယ် Real Madrid ကဒီတိုင်းပဲဒီကျွန်တော်လက်ရှိမှာ Leverkusen ကြိုက်ဈေးကိုပေးမှန်မယ်နေထားခုတော့ဒါကျွန်တော် City ဘက်ကပဲရှိပြီးတော့ကျွန်တဲ့လူတွေကတော့လက်ရှိမှာဒါဒီ ယူရိုတန်း100ဆိုတဲ့ဈေးပုံစံမျိုးကိုပေးဖို့အတွက်အစီအစဉ်မရှိဘူးလို့ကြားသိရတယ်။ဒါပေမဲ့လောက surprise ဖြစ်စရာက Florian Risk မဟုတ်ဘူးဗျ။လက်ရှိမှာဒါကျွန်တော်တို့ Manchester City တင်းနဲ့ Florian Risk ဒါတို့အနေနဲ့မရရှိခဲ့ဘူးဆိုရင်တော့လက်ရှိ Nottingham Forest အသင်းနဲ့တူခြေစွမ်းကိုတကယ်ကိုအကြီးအကျယ်ပြနေတဲ့ဒါ Morgan Gibbs White ကိုခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာတယ်ဆိုတဲ့သတင်းကိုတော့ဒါ David Austin ကသူ့ရဲ့ The Athletic စာမျက်နှာပေါ်မှာဒါဖောက်သည်ချခဲ့တယ်မှာပါတယ်။အမှန်တမ်းပြော လက်ရှိမှာဒါကျွန်တော်တို့ကိုယ်ဦးနေနဲ့ Florian Risk or Nothing လို့အကုန်လုံးကထင်ထားခဲ့ပေမဲ့လက်ရှိမှာဒါကျွန်တော်ဒီကွင်းလယ်နေရာအတွက် တွက်အရရာအတွက်တော့လက်ရှိမှာ Pep Guardiola ကို Hugo Vieira ကို Shiki ကို၃ယောက်လုံးကြိုက်တဲ့ကစားသမားတစ်ယောက်ကတော့ Morgan Gibbs-White လို့သတင်းရသိရတယ်မဟုတ်ဘူး။အခုနကပြောလို့ပဲ Florian Riz နဲ့ခုလက်ရှိမှာ Morgan Gibbs-White နဲ့တော်တော်လေးကိုဒါကျွန်တော်တို့ဈေးရလဲกว่าလို့အသက်အားဖြစ်တော့တိတ်တော့မကွာဘူးဗျာ။ဒါအသက်အားဖြစ်တေချာပြောင်းခြင်းမှာ၂ယောက်သားဒါလက်ရှိမှာ၄နှစ်လောက်တော့กว่าတယ်။လက်ရှိမှာဒါ Morgan Gibbs-White က၂000ကျပ်နဲ့မှာမွေးခဲ့ပြီးတော့အခုလက်ရှိမှာအသက်25နှစ်ထဲမှာဖြစ်နေပါပြီဖြစ်တယ်။အဲ့တော့ပြောချင်တာဒါကျွန်တော်ပြန်စဉ်းစားကြည့်မယ်ဆိုတော့တစ်ဖက်ကဒါပေါင်တန်း100ဈေးပေါက်နေတဲ့အချိန်မှာဒါဆိုရင်ယူရိုတန်း100ဈေးပေါက်ချက်မှာ Morgan Gibbs-White က ဒီတက်ပို့ပြီးတော့ဈေးတက်တက်တသာနဲ့ရနိုင်တယ်။ဒါပြင် Morgan Gisway နဲ့ငကိုတဲ့အင်္ဂလန်နိုင်ငံသားဖြစ်တဲ့အပြင် City အသင်းကိုရင်းနှီးနှီးဖြစ်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့အသင်းပြောင်းခဲ့မယ်ဆိုရင်တော့ City လိုအသင်းမျိုးကိုပြောင်းဖို့အတွက်သူ့အနေနဲ့ဒါ ဝင်လေးတော့မှမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သိရတယ်တော့မှာပါအဲ့တော့ Morgan Gizwhite အနေနဲ့အခုလက်ရှိမှာဒါကျွန်တော် ပေါက်ဈေးကိုတော့ transfer market ကတော့ euro တန်း90ဈေးသတ်မှတ်ထားတယ်ပေါင်42တန်းပေါ့နော်ပေါင်42တန်းဈေးသတ်မှတ်ထားတာဖြစ်တယ်အဲ့တော့တကယ်၍ဒါအကယ်၍ဒါလက်ရှိမှာ Northern West ကဒီကစားသမားကိုဈေးခေါ်ခဲ့မယ်ဆိုရင်တော့ကြားရတဲ့သတင်းတွေအရဆိုတော့ euro 85ကို euro တန်80ပေါင်82တန်ပတ်ချလဲဝိညာဉ်ကြစည်းခေါ်သွားပြီးတော့ပြင်ဆင်လာခဲ့တယ်ဒါကုနာ Florian Risto မို့သူနေတာသူကတော့ position နှစ်ခုတော့သုံးခုပုံစံမျိုးဆော်လရလက်ရှိမှာရေးထားခဲ့တာသုံး right wing နေရာမှာလဲဆော်လရလဲ AM မြန်မာဆော်လရလိုရလိုရလိုနောက်တစ် ဆင်းပြီးတော့ CM နေရာထိလည်းဆောက်လို့ရတယ်မှာပါအခုလက်ရှိမှာဒါ Thomas Tuchel တယောက်လုံးဝစိတ်ဝင်စားနေတယ်ဒါကျွန်တော်တို့အင်္ဂလန်ကစားသမားတယောက်လည်းဖြစ်တယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ပြောချင်တာ Morgan Gisway ကိုဒါကျွန်တော်တို့အဲ Guardiola တယောက်စိတ်ဝင်စားရဆိုတိတ်တော်မထူးဆန်းဘူးဗျလက်ရှိမှာ Northern Forest ကဒါ Manchester ညီနောင်တယောက်ကိုဒါကျွန်တော်တို့ရှေ့စဉ်နောက်စဉ်ဘင်းသွားခဲ့တာတော့ကျွန်တော်တို့ ဂွာဒီယိုလာတယောက်ဒီနေ့မှာလုံးဝဟတ်တီသွားလိမ့်မယ်ဒါပေမဲ့ဒီနေ့မှာဂွာဒီယိုလာဆုံးဖြတ်တယ်ဆိုတာကျွန်တော်အနေနဲ့ပြောမှာစွန်းတော့ရှီကီနဲ့ဗီယန်နာတို့ဒီကိစ္စကိုဆုံးဖြတ်လိုက်ပုံရအဲ့တော့အခုလက်ရှိချိန်ထိတော့ဒါကျွန်တော်တို့မန်ချက်စတာစီးတီးရဲ့နံပါတ်1ပြတ်မှတ်အရဆိုရင်တော့ဒါကျွန်တော်တို့ Florian Risk ပါပဲဒါပေမဲ့ Florian Risk ကိုသာလွဲချော်ခဲ့မယ်ဆိုရင်တော့ Morgan Gibbs-White ကလက်ရှိ Manchester City တင်းရဲ့ Radar ထဲမှာရောက်ရှိနေပြီဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတော့ကစားသမားနှစ်ခုလက်ရှိမှာစာရုပ်သက်တမ်းကလည်းဒါ Florian Risk နဲ့ခက်ဆင်ဆင်ပဲစာရုပ်သက်တမ်းနှစ်နှစ်တတိကျန်နေသေးတဲ့ကြောင့်မလား Morgan Gibbs-White ကိုဒါ Northern Forest ကဗဇက်ထဲတစ်ခုရှိတဲ့ဈေးပုံစံမျိုးတောင်းလို့ရမယ်တော့ဖြစ်တယ်ဒါပြင် Northern Forest ကအခုလက်ရှိမှာ Champion League ဝင်ဖို့အတွက်တေချာတလောက်နီးနီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ Again Northern Forest အသင်းက Champion League ဝင်သွားခဲ့မယ်ဆိုရင်တော့ Morgan Gibbs-White ကိုဒါကျွန်တော် Northern Forest ဘက်ကနေ င်ပြီးတော့တက်နိုင်တလောက်ထိန်းချောင်းသွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့မိတယ်မှာပါတယ်အဲ့တော့ပြောချင်တာကဒါကျွန်တော်ဒီနေရာမှာဒါအကယ်၍ချန်ပီယံလိတာဝင်ခဲ့မယ်ဆိုရင်ဒါစီတီအသင်းကလည်းလာမယ့်နေရာမှာသူတို့လည်းချန်ပီယံလိဝင်မှာအဲ့တော့ စီးသေးတယ်လာမယ့်နေရာဒီမှာဒါကျွန်တော်တို့ Florian Risk ကတော့ Gift Swag ကိုနှစ်ယောက်လုံးကဒါကျွန်တော်နှစ်ယောက်လုံးကိုတော့ကြိုးစားရမယ့်ဒီသားမှရှိတယ်။ Northern Forest ကတော့ရှင်းနေပြီကျွန်တော် Gift Swag ကိုဒါလောက်ခလာစားတွေတူပေးမယ်ဆာယုတ်သစ်ချုပ်ဖို့အတွက်ဆွဲမယ်။အခုလက်ရှိမှာ Champion League ဝင်ွေးရမယ်ဆိုသူတို့เนี่ยငွေတွေဒလဟောရဖို့အတွက်တေချာလောက်နေနေဖြစ်တယ်။အဲ့တော့တေချာတကွလက်ရှိမှာဒါကျွန်တော်တို့အဲ Northern Forest ရဲ့ပိုင်ရှင်ကလည်းဒါဟိုကစားသမားတွေနဲ့ပတ်သက်လာရင်တောင်တောင်ကစင်းနေတဲ့ကစားသမားဖို့ပိုင်ရှင်မဟုတ်တဲ့အတွက်ကြောင့်မို့ဒီဟာနဲ့ပတ်သက်ပြီးသူလွယ်လွယ်လေးနဲ့တော့လက်လွတ်မှာမထင်ဘူး။လာမယ့်နေရာဒီမှာသူတို့ရဲ့တကယ်ကိုအဓိက Superstar ကစားသမားဖြစ်တဲ့ Morgan Giswell ကိုတော့လွယ်လွယ်ပေးလွှတ်မလို့တဲ့ဒါပေမဲ့အဓိကကစားသမားပုံမှာမူတည်တယ်အကဲ Morgan Giswell ကသာအကဲ okay ခုနကပြောလို့မင်းဟာမင်း Champion League ဝင်တာမကောက်ဘယ်နေရာပဲရောငါကတော့ City ကိုပဲလာမယ့်နှစ်မှာပြောင်းကျင်တယ်လို့ဆုံးဖြတ်ချက်ချခဲ့မယ်ဆိုရင်တော့ဒီနေရာမှာဒါကျွန်တော်တို့ Morgan Giswell ကိုတော့ဒါ City သင်ခေါ်နိုင်ဖို့အခွင့်အရေးမှာရှိတယ် သူ့မိမေတော်ညာလဲစီလီသင်းရဲ့လက်ရှိနံပါတ်1ပြမှတ်က Florian Risk ဖြစ်နေပြီးတော့အကေ Florian Risk လွဲချော်ခဲ့မှသာ Morgan Giswhite ကိုခေါ်ယူဖို့အတွက်ဒါစီလီသင်းနဲ့ကြိုးစားသွားမှာဖြစ်တယ်လို့တရားဝင် David Austin နေနေရဲ့သတင်းရသိရတယ်မှာပါတော့လက်ရှိမှာ City Breakthrough တွေနေနဲ့ Florian Risk ကိုပဲပို့ပြီးခေါ်ယူနေတဲ့ Morgan Giswhite ကိုမကြိုက်ဘူးတော့မဟုတ်ကြိုက်တယ်ဒါပေမဲ့တကယ်တမ်း Risk နဲ့ Giswhite နဲ့ရှင်မဲ့ဆို Risk ကပို့ပြီးတော့ level တစ်ခုရပို့မြင့်နေလားဆိုတဲ့ feeling တွေရဒါပြည်သက်တွေက Risk ကိုပဲပို့ပြီးတော့ခေါ်စီခြင်းနဲ့တွေမှာပါပါတယ်ဒါတော့ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media သီး point ဆိုနဲ့ TV4 ကြီးတို့မှာကြည်ရင်လူစံပါဝင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုနဲ့ TV4 ကြီးတို့လေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှမမေ့နိုင်ဖြစ်ပါတယ်။အားလုံးကြွတူပါရဲ့။ကျွန်တော်တို့ရဲ့နောက်မှ AAC တွေ့ကြတာပေါ့။ဒေးပါဗျ။